ကဲဗျာရောထိုင်ရဲ့ရောက်ဖဖြစ်တဲ့ဆန်ကာသစ်ကတော့ကျွန်တော်ရဲ့မြန်မာဖိုက်တာစူပါရေချမ်းကိုသူ့ရဲ့ရောက်ဖဖြစ်တဲ့ရောထိုင်ရဲ့အကူအညီနဲ့အနိုင်ယူဖို့လှုပ်လိုက်ပြီးလေးဖြစ်ပါရီဒီကနေ့အင်တာဗျူးကိုကြည့်မယ်ဆိုရင်ဆန်ကာသစ်ရဲ့အင်တာဗျူးကိုပြောတာပါသူ့ရဲ့ပြောကြားချက်တွေကိုကြည့်မယ်ဆိုရင်ဝမ်ချမ်ပီယံရှစ်ကသူ့ကိုအထူးတလေအခွင့်အရေးပေးလာတာဖြစ်တဲ့အတွက်သူ့အနေနဲ့ဒီအခွင့်အရေးကိုအကောင်းဆုံးအသုံးချသွားမယ်လို့ဆိုထားတာဖြစ်ပါရီစရိတ်ကကြတော့အသက်၁၆နှစ်အရွယ်ကလေးကအနောက်တိုင်း ဘောက်ဆင်းချန်ပီယံဖြစ်နေတဲ့စံဃာသစ်ကိုဝမ်ချန်ပီယံရှစ်ကအထူးတလေကို ခေါ်ယူခဲ့ရပြီးတော့အခု အမြင့်တနေရာကိုရောက်ဖို့တော့စူပါရီချန်ကိုအသုံးချလိုက်တာပဲဖြစ်ပါတယ်ဆိုတော့ဒီကနေ့ပွဲတော့ဝဲကြိုသုံးသက်ချက်အငဲငယ်လုတ်ပြီးခြင်းပါတယ်ရော့ချက်ရဲ့ရောက်ဖာစံဃာသစ်ဟာ WBA Asia Light Welterweight Champion ဖြစ်ခဲ့ပြီးတော့ boxing ရှုံးပွဲလုံးဝလုံးဝမရှိခဲ့ပါဘူး WBA အဖွဲ့အစည်းရဲ့သတ်မှတ်ချက်မှာလေကမ္ဘာအဆင့်15ချိတ်ခဲ့ဖူးတာပါပြောချင်တာကတော့ boxing lightweight weight မှာနော်140ပေါင်တန်းမှာဗျာသူ့တဲ့ကောင်းတာတကဘာလုံးမှာစစ်လျောက်ပဲရှိတဲ့သဘောပါနော်အဒီနောက်မှာ15တက်ကပွဲနာပြီး kickboxing ပြောင်းလဲလေ့ကျင့်ပါတယ်ပွဲမထိုးတာ18လလောက်ရှိပါပြီ boxing သမားဆိုပေမဲ့မွေးထိုင်မိသားစုကစဉ်သက်လာတာမို့ဦးငငယ်ကလေးကနေအသက်16နှစ်ထိမွေးထိုင်ပဲတောက်လျှောက်ကျင်းလာခဲ့တာပဲဖြစ်ပါတယ် အသက်16နှစ်မှာဘောက်ဆင်ချန်ပီယံကြီးတော်ဖြစ်နေပြီးကိုကြည်တီတီသူ့ရဲ့ကပတ်ကိုကာကွယ်ပြထားတယ်လို့ဆိုပါရယ်အခုလေဒီပွဲတော့သူ့ရဲ့ရောက်ဖတ်ဖြစ်တဲ့ရော့ထန်နဲ့ရှင်ထိုးဆိုင်ထိုးပြီးတော့အကြီးကြီးကိုလေ့ကျင့်ပြင်ဆင်နေပြီးတော့ရော့ထန်ကဒီပွဲတော့နီးစနစ်တွေကိုအားလုံးထောက်ပံ့ပေးထားတယ်ပြောပြပေးထားတယ်ကူညီပေးထားတယ်လို့အသိအကျကိုဆိုထားပါရယ်ဆိုရိတ်ကကြတော့ဒီပွဲမှာသူ့အနေနဲ့ကပွဲမထိုးတာကြတာတော့အားနေချက် ပြီးတဲ့ကကြတော့ weight တွေလည်းအများကြီး short ထားရတာကအားနေချက်ပါပဲ စူပါရီဂျန်ကတော့ကျွန်တော်တို့ရဲတွင်းဒီဖူလာပြီးစောမင်းမင်းနဲ့နော်စောဂျွန်တို့ကိုကစားဖူပြီးတော့ရိုးရလက်ဝင်မှာနာမည်အသင့်သင်ရှိတဲ့နော်ဖိုက်တာပါကစားသမားပါနော်ဝေထိုင်းပွဲဥထမှာစူပါရီဂျန်ကစူတင်ကိုကတ်ရှုံထားပြီးတော့ဒန်ကို အလဲထိုးနိုင်ထားပါရီနော်အခုကလက်အိတ်ဝတ်ပြီးတော့တရောင်ဖြုတ်လို့ခစ်ပေါင်စင်ကစားရလိမ့်မယ်ပွဲဥထကစားရမှာဖြစ်တဲ့တော့စူပါရီဂျန်အနေနဲ့ခစ်ပေါင်စင်လက်အိတ်ကို အသားမချမှာစိုးရင်ရပြီးတော့ရောင်ပြီးတော့ တတောင်ရိုက်ချက်တွေရိုက်မိပါကိုကျွန်တော်နေနေလုံးဝစိုးရင်ရပါတယ်နော်ဒါဟာသူရဲ့ပထမအဆုံးကစ်ပေါက်စင်ပွဲဖြစ်တယ်နော်ရော့ထန်ရဲ့ရောက်ဖတ်ဆန်ကားတိကိုသူအနေနဲ့မွေးချိုင်းမှာပဲထိုးဖို့ကံလန်ခဲ့ပါမလဲဟိုဘက်ကလုံးဝအောင်ညင်းဆပ်ပြီးကစ်ပေါက်စင်မဲ့ထိုးဖို့အတွက်ကိုစူပါရီချန်ကအလျှော့ပေးခဲ့ရတာပဲဖြစ်ပါတယ်စူပါရီချန်ကတော့ရိုးရာကစားသမား PP ဒါလက်ပြီးပဲအပြူကစားတွေပေါ့ဗျာဒီပွဲမှာစူပါရီချန်အနေနဲ့လက်ပြီးပဲသွားအပြူပြီးကစားရင်တော့ရှုံးမှာတော့တိချရတယ် ဒါပေမဲ့ fighter ကိုဘလိုနီးစနစ်မျိုးနဲ့เนาะဖြိုးရမလဲထိုးရမလဲเนาะတည်တည်ချာချာလေးပြန်ပေးရအကြောင်းကိုလေ့လာပြီးတော့ပြန်ပေး fighter နဲ့အဆင်ပြေတဲ့နီးစနစ်ကောင်းကောင်းလေးအသုံးချမှသာရပါလိမ့်မယ်เนาะညမ fighter တွေကကျွန်တော်တို့ tamni solo တို့ကိုပဲကြည့်ပါဘာနီးစနစ်မှာတိတ်မပါသလိုပဲเนาะပွဲတိုင်းမှာလက်တီးပဲအပြူတွေဒီပုံစံပဲလာနေတာအခု super agent ကလေဒီပုံစံပဲလာရင်တော့ရှုံးပါเนาะဒါအာမနာတန်းပြောတာပါခုနေနဲ့ ကောင်းမွန်မွန်ပြိုင်ဘက်နဲ့တော့ပြိုင်ဘက်အလဲကျသွားစေမယ့်နည်းစနစ်ကိုကောင်းမွန်မွန်ရှာတတ်ဖို့လိုတဲ့ဆိုတာကိုဒီကနေပဲပြောပြပြစီမြောင်စလုံးကဝေးတန်းဝင်သွားပါပြီစစ်စစ်ချက်တွေလည်းအကုန်လုံးအောင်သွားပြီဖြစ်တဲ့တော့ဂျန်နေအကုန်လုံးတော့အဆင်ပြေပါပြီပွဲကတော့ဒီညနေချီရတော့မှာပါဆိုတော့ပြိုင်ဘက်ဖိုက်တာကဝေးတွေလည်းချထားတယ်ပွဲဝေးတာလည်း18လလောက်ကြာပြီဆိုတော့ကအင်းလောက်တော့ပါဝါတွေကောင်းမှာမဟုတ်ဘူးဆိုတာကတော့အဖိကြပါပြီကောင်းမွန်တဲ့နည်းစနစ်နဲ့စူပါကြီးချန်ချီကနိုင်ပြီအနိုင်ရပါစေဗျာ